အမျိုးသမီးအားကစားပြိုင်ပွဲတွေရဲ့တက်တမ်းမှာတကြိမ်တောင်ရှော့ရှော့ပပခိုက်တက်များအားကစားလို့ပြောလိုက်ရင်တော့ရင်းထံမှုတန်မှန်မှုယောက်ျားဆန်မှုခွန်အားနဲ့ကန္နာရီတွေအကြောင်းကိုချက်ချင်းစဉ်းစားမိကြမှာပါအဲ့ဒီအချက်တွေပြင်အားကစားမှာနှုံးညံ့မှုအလားတရာစိတ်ခံစားမှုနဲ့ဆွဲဆောင်နိုင်မှုတွေကိုပါထပ်ပေါင်းလိုက်ရောမြို့သမီးအားကစားသမားတွေကရင်းမြစ်ထထအနိုင်လူကျင်စိမ့်တဲ့အတူကုကုကိုဝေဖန်သုံးသက်တဲ့စိတ်ပိုင်းဆိုင်ရာတာမမှုတွေရှိကြပါတယ် အမျိုးသမီးတွေကအားကစားရဲ့အခြေခံသဘောတရားကိုတမှုကွဲပြားအောင်တဘာဝတိုင်းပြသနိုင်စွမ်းရှိပါတယ်။ဒီနေ့မှာတော့အမျိုးသမီးအားကစားပြိုင်ပွဲတွေကတမိုင်းဝင်အခိုက်အတန့်တွေကိုစူးစီးတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ Channel လေးကို Subscribe မလုပ်ရသေးဘူးဆိုရင်တော့လှူထားကြပြီး Notification ကောင်းကောင်းလေးကိုလည်းဖွင့်ထားကြဖို့မမေ့ပါနဲ့။ Okay ဗီဒီယိုလေးကိုစတင်လိုက်ရအောင်။ Mia Seaman ကပြီးခဲ့တဲ့နှစ်ကပြိုင်ပွဲတစ်ပွဲမှာရလာကောင်းတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒူမကမှန်ကန်တဲ့အရှိန်နဲ့စံချေတင်ပြေခုန်နိုင်ခဲ့ပြီးတော့ တိုင်းသူကြီးတွေနဲ့ရိတ်သက်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။ဒါကဒေဂျာပေါ့လေးစားစရာရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။အကစားသမားတွေကဘလောက်ပဲအေးနေပါသေး၊သူတို့ရဲ့ခန္ဓာကိုယ်ပုံစံကိုပေါ်လင်းစေဖို့နဲ့လွလွလပ်လပ်ဖြစ်စေဖို့အနွေးတွေကိုချုပ်ပြီးကစားကြရပါတယ်။အဲဒီနောက်သူမကသူမအတွက်အရေးကြီးတဲ့အလျားခုန်ကင်းကိုအကောင်းဆုံးပြုလုပ်ပါတော့တယ်။လေးစုတို့မြင်တဲ့အတိုင်းပါပဲ။မရီနာကလစ်ကိုကကုကုကိုယုံကြည်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ပါ။သူမကနေ့တိုင်းချန်ပီယံဖြစ်တာအံ့ဩစရာတော့မဟုတ်ပါဘူး။ ။ဒူမကဒူမရဲ့ထူးခြားတဲ့စွမ်းရည်ကြောင့်ခေါင်းဆောင်ပေါက်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့တခုခုမာရင်သွားခဲ့ပြီးဒူမကဘားတန်းကိုဝင်တိုက်သွားမိခဲ့ပါတယ်။ဒီပေါ်တကြီးမြို့သမီးအာကစားသမားကအလျားမခုံခင်မှာအတော်လေးစိုးရိမ်နေခဲ့ပေမဲ့ဒူမကအရှင်ကောင်းကောင်းနဲ့ level 16အထိတောင်ကြုံအောင်လို့ပြေခုံနိုင်ခဲ့ပါတယ်။ဂျုံမကစားတာကအန်ဒီအမ်များပေမဲ့ဒါကလှပပြီးတော့မိမဆန်တဲ့အာကစားတစ်ခုဖြစ်ပါတယ်။ကဲကဲကြံတန်းပြီးတော့တိကျတဲ့လှရှားမှုတွေကိုပြပြပြီး စာမပွဲကောင်းတဲ့အကတမျိုးဖြစ်နေကြောင်းနေပြီးနိုင်ခဲ့ပါတယ်။ဒရိနိုင်ငံကအမျိုးသမီးအားကစားသမား Miss Pabahari Store ရိတ်တက်စီကအားပေးမှုတွေတောင်းခံခဲ့ပြီးတဲ့နောက်မှာဒူမရဲ့အောင်ပွဲကိုအကောင်းဆုံးဖန်တီးနိုင်ခဲ့ပါတယ်။ဒူမကိုဒူမယုံကြည်မှုရှိတာရောပရိသတ်ရဲ့အားပေးမှုကပါဒူမကိုမယုံနိုင်လောက်အောင်ပဲတမဆီခဲ့ပါတယ်။အီဗာနာတန်တီကဂေဗီမကုံလိုက်ခင်မှာအမားတခုပြုလုပ်မိပြီးတော့အရှင်ကိုမစူးစီးလိုက်နိုင်ပါဘူး။ကံမကောင်းစွာနဲ့ပဲဒီပွဲကဒူမထွက်ကြာရှုံးမှုတခုဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ IV ကနောက်ပိုင်းသိမကြခင်ပါပဲ။ဒီမကူဒီမရန်နဲ့ထူတောင်ပြီးတဲ့နောက်ရန်ပွဲရဲ့ထိတ်တန်းငါးနေရာတဲကတနေရာကိုရယူနိုင်ခဲ့ပါတယ်။နောက်တစ်ချိန်မာရဲသွားခဲ့တယ်ဒီညတော့မဟုတ်ပါဘူးဗျာ။ဒီနံပါတ်1519နဲ့အမေမတိအမျိုးသမီးအားကစားသမားကဒိုင်းလူကြီးတွေနဲ့ရန်ဘက်တွေကိုအံ့အားသိအောင်ပြုလုပ်ဖို့ဆုံးဖြတ်ထားပုံရပြီးတော့လှပပြောပြောင်းစွာနဲ့ဘားတန်းကိုကြောပြသွားခဲ့ပါတယ်။ဒီကစားနေ့ကလွယ်ကူတဲလို့ထင်ရတော့ပါတယ်။ဒါပေမဲ့ဘောလုံးတစ်လုံးနဲ့တူဒီလို live ဖက်တယ်လှရှားမှုတွေပြုလုပ်နိုင်ဖို့ ။ရဲပေါင်းများစွာအပြင်းထန်လေးကျမှုတွေရှုံးနေမှုများစွာနဲ့ချွေးဆက်ပေါင်းများစွာကိုရင်းနှီးရပါလိမ့်မယ်။ကြံကွန်းတစ်ခုမှာအမေရိကန်ကဒီအမျိုးသမီးဟာသူမရဲ့နုံညံ့ပျော်ပြောင်းတဲ့လှုပ်ရှားဟန်တွေနဲ့ကစားပြသွားခဲ့ပြီးရိတ်သက်ကိုအံအားတင်သွားစေခဲ့ပါတယ်။အားကစားဆိုတာရိုင်းစံမှုလှဲကွက်တွေတည်းမဟုတ်ပဲအပြုတ်မှုကလည်းအရေးကြီးပါတယ်။ဒီမိန်းကလေးကရှုံးနေသွားခဲ့ပြီမဲ့မျက်နာမပြတ်ပဲဒီဒီငင်းငင်းနဲ့ဈေးဘောခါလေးထွက်သွားခဲ့ပါတယ် နောက်တစ်တယောက်ကလည်းဘလို့အပ်ပဲစိတ်ကံစားချက်တွေကိုမပြပေးနဲ့အောင်မြင်စွာကစားပြီးတဲ့နောက်ဒီပြရစီအေးစိစိပဲရန်လျှောက်သွားခဲ့ပါတယ်ခွန်အားနဲ့ထိန်းချုပ်နိုင်စွမ်းကိုအကောင်းဆုံးပြသခဲ့တာဖြစ်ပါတယ်ဒီဂျုံမမေကိုကြည့်ကြည့်လိုက်ပါတူမကမီဒီယာမှာထက်လေးဒီမှာပို့ပြီးတော့အချင်းချာနေပါတယ်သူတို့ကိုအားကစားငှက်မှလေးဒီတို့တော့ပြောလို့ရပါတယ်ဒါကတော့ဓမ္မမှုကိုပြတဲ့နောက်ထပ်ဥပမာတစ်ခုပါဒီဂျုံမမေကလွဲချော်သွားခဲ့ပြီမေဘာမှမဖြစ်တယ်လို့ပဲဂျုံမကစားတာကိုအကောင်းဆုံးဆုံးသက်ပြသနိုင်ခဲ့ပါတယ် ဒီကျုံမမေကတော့ကျုံမခုံပေါ်မှာခုံနေတဲ့ပုံမပေါက်ဖဲနဲ့ပြန်တန်းပြနေပုံရပါတယ်။ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်ဟန်ချက်ညီအောင်ထိမ့်ဖို့ခက်ပြီးတော့စပင်းစီဘူးထက်တောင်ခက်ခဲပေမဲ့ဒီကျုံမမေရီကတော့ဂျင်းမြောင်းတဲ့တန်းလေးတစ်ခုပေါ်မှာလမ်းလျှောက်ခြင်း၊ဂျုံထုတ်ခြင်းနဲ့အမျိုးမျိုးသောလှုပ်ရှားမှုတွေကိုပြုလုပ်နိုင်ပါတယ်။ကစားကွက်ဒီထဲကတကွက်ပါ။ဒီချိန်ရင်မဝသေးတာကြောင့်ဒီမှာပြန်ပွဲမှာအနိုင်ရဖို့အခွင့်အရေးဆုံးရှုံးသွားခဲ့ပါတယ်။ဇုံတဲ့တွင်စကိတ်စီးရင်နဲ့လှပစွာကားပြနေတဲ့ဗီဒီယိုတွေကိုကြည့်ဖို့ပါသလား။ ဒါကအလွန်တိမ်မွေ့ပြီးချောမွေ့လေကူပုံရပေမဲ့တကယ်တမ်းမှာအင်မတန်ခက်ခဲပြီးတော့ဒီလိုကျွမ်းကျင်သူတွေပဲပြုလုပ်နိုင်တာဖြစ်ပါတယ်။အားကစားမှာဝန်ထဲကြာကောင်းဆုံးရာကအနိုင်ရဖို့အခွင့်အရေးတွေအားလုံးပိုင်းဆိုင်ထားပြီးမှရှုံးနေသွားတာပဲဖြစ်ပါတယ်။ဒီမော်လီကော့ဒရီဆိုတဲ့အမျိုးသမီးကမီလီမီတာအနည်းငယ်လေးနဲ့သူမရဲ့ကံကြမ္မာကပြောင်းလဲသွားခဲ့ပါတယ်။ခါဒီဆန်ညာဟာစစ်မှန်တဲ့ချန်ပီယံတစ်ယောက်ဖြစ်ပြီးတော့သူမရဲ့အားကစားစိတ်တက်နဲ့အရေးချင်းကရန်ခွဲတစ်ခွက်ချက်ပို့ပြီးတော့စင်ကိုခံခဲ့ရပါတယ်။ဒါပေမဲ့လေဒီအမျိုးသမီးကရန်ခွဲတိုင်းမှာ သူမရဲ့အရေးချင်းကိုယုံကြည်မှုရှိရှိသက်တည်ပြခဲ့ပါတယ်။ဒီအမျိုးသမီးဟာအနိုင်ရဖို့တွေးပူနေပုံရပေမဲ့တကယ်တမ်းတော့ဘားတဲ့ကိုမကြောနိုင်ခဲ့ပေရှုံးနေသွားခဲ့ပါတယ်။ဒီယူကရိန်းမျိုးသမီးဟာသူမရဲ့အရေးချင်းတွေကိုအကောင်းဆုံးကြိုးစားပြသနိုင်ခဲ့ပါတယ်။အနိုင်ရရှိသွားပြီဆိုတာကိုသိပြီးတဲ့နောက်မှာတော့သူမကစိတ်မထိတ်နဲ့အောင်ပြောရှင်းခဲ့ပါတယ်။နောက်ဆုံးပြန်ပေးမှာစင်တီမီတာတိုင်းကအရေးကြီးပါတယ်။ကံမကောင်းစွာနဲ့ပဲဒီမိန်းကလေးကပေါ်တူဂီကိုအစင်ကိုးနေရကိုပဲယူဆောင်ပေးနိုင်ခဲ့တာပါ။ အလိုက်ပါဆုံးရွေးချယ်ထားတဲ့ဒီဂီတာဝိစုံနဲ့စကိတ်စီးဘီကတဲ့သူတို့နှစ်ယောက်ရဲ့ live band နီးမှုနဲ့ကျွမ်းကျင်မှုဒီအရေးချင်းတွေအားလုံးကရေခဲပြင်ပေါ်ပါအမှုပညာကိုပို့ဆောင်ရမှာလေမရှိမဖြစ်ကိုလိုအပ်ပါတယ်ဝါလုံးထောက်ကွန်အားကစားရဲ့ရေးချင်ရေးကာလတွေမှာကစားသမားတွေကသူတို့ရဲ့ခန္ဓာကိုယ်ကိုအကောင်းဆုံးပျော်ပြောင်းစွာဘာတန်းကိုကြောဖြတ်နိုင်ဖို့အကင်းထန်လေ့ကျင့်ကြရပါတယ်ကာရိုဇန်ကက်ဖို့ကဘယ်တော့မှရှုံးမပေးခဲ့ပဲသူမကဒီဒီချိန်မှာရှုံးနေသွားခဲ့တာတော့မှအနိုင်ယူဖို့အစင်းသစ်ဖြစ်နေတဲ့ပုံပါဝါလုံးထောက်အားကစားမှာအရေးကြီးဆုံးကအမြင့်ပြေပဲမဟုတ်ပဲ ကစားသမားခုံပြီးတဲ့နောက်ဘားတန်းကဆက်ရှိနေဖို့လိုပါတယ်။ဘားတန်းကိုထိမိထားတဲ့အမတ်တီချော့မှဖြစ်ပါတယ်။အက်ရှာနျူမန်ကဝလုံးထောက်ခုံဖို့ကြေးလာခဲ့ပြီမဲ့အလုံးစိတ်လို့ရှားနေတာကြောင့်ခုံကန်နေမှာပဲရဲလိုက်ပါတယ်။ဒီလိုချင်းနေမျိုးကခစ်တက်လေးရှိပြီးတော့အရေးကြီးတာကနောက်တဲ့ချိန်မှာအာယုံတွေကိုစူးစီးပြီးတော့အကောင်းဆုံးပြန်စတင်ဖို့ပဲဖြစ်ပါတယ်။ကိုကိုကိုပြန်တောင်းတက်တာကအာကစားမှာအလုံးအရေးကြီးပါတယ်။ဒီမျိုးသမီးကသူမကိုသူမတတ်မှတ်ထားတဲ့ရလာကိုကြော်လွန်ပြီးတော့လုံးဆောင်နိုင်ကြောင်းသူမကိုသူမတတ်တည်ပြခဲ့ပါတယ်။ အရေးကြီးတဲ့ပြန်ပွဲမှာအားကစားသမားတွေကအာယုံတွေကိုမပြတ်လွယ်အောင်စူးစီးထားကြရပါတယ်ဒါကြောင့်ပြန်ပွဲတွေမှာသူတို့ပြောင်းတာတိတ်မမြင်ကြရတာဖြစ်ပါတယ်ဒါပေမဲ့ချွင်းချက်အနေနဲ့ Vu Cafe ဆိုတဲ့အမျိုးသမီးကတော့နောက်ဆုံးပြန်ပွဲရဲ့အမြင့်ခုန်ခုန်ပြီးတဲ့နောက်မှာစိတ်မထိတ်နိုင်ပဲပြုံးခဲ့ပါတယ်အမျိုးသမီးလက်မှာအထူးစွမ်းရည်တရရှိပါတယ်သူမကလူတော်တော်များများထွက်ခက်ခဲတဲ့ရာကူတောင်အေးအေးဆေးဆေးနဲ့အမားတစ်ခုမှမရှိပဲဒီပြေစောင်းလုတ်ပြသွားနိုင်ပါတယ်ယူကရိန်းကအမျိုးသမီးကစားသမားယာရိုဆယ်ဗာဟာ ပြန်ခွဲရဲ့နောက်ဆုံးစင်မှာနိုင်ငံကိုအကောင်းဆုံးကိုစားပြုနိုင်ခဲ့ပါတယ်။ဒူမာကဒူမာပေါ်ယုံကြည်မှုကိုတတ်တည်ပြနိုင်ခဲ့ပြီးပထမနေရာနဲ့ထိုက်တန်ကြောင်းအကောင်းဆုံးပြသခဲ့ပါတယ်။ဒီပြေးခုံတာကိုအနည်းခွက်နဲ့ပြင်းချင်ရင်ဝီယမန်ဟာအောင်မြင်လို့နှီးပါပဲဆိုတာတွေးရပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်သိတဲ့အတိုင်းအားကစားမှဘလို့တိန်းဆောက်ကူမှလက်တင်မခံပါဘူး။ရင်းစတော့ဖ်က38မီတာမြင့်တဲ့တန်းကိုလွတ်လွတ်ကျွတ်ကျွတ်ခုံပြသွားနိုင်ခဲ့ပြီးယုံကြည်မှုအပြည့်နဲ့အေးအေးဆေးဆေးပဲနားတဲ့နေရာကိုရမ်းလျှောက်ခဲ့ပါတယ်။ ဒီကျုံမကစားမေပါကျိုးခွင်းကိုသူမရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတစ်ခုလိုမျိုးပဲအမရဲ့မရှိလှလာပပကစားပြသွားခဲ့ပါတယ်မက်ကလာဟာ2021ပြန်ပွဲမှာအောက်ဂျေဆင်းကအကောင်းဆုံးတက်လာခဲ့ပြီးမယ်ပွဲစဉ်တစ်ခုမှာတော့ဒူမလိုဂျင်းနဲ့တမတ်အကွာဝေးကိုမရောက်ရှိပဲလွဲချော်ခဲ့ပါတယ်အသားစီးတွေကိုကြော်ဖြတ်ပြီးပြရတာကစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာမှာပါခက်ခဲပါတယ်လူတိုင်းကအချိန်မီတွင်ဘန်းတိုင်ကိုမရောက်ရှိနိုင်ပဲစက္ကန့်30အထိမှာပဲအာကစားသမားရဲ့အနာကက်ကိုအဆုံးဖြတ်ပေးနိုင်တာကြောင့်တော်ယုံလူကဒီစိတ်ပြီးအားတွေကိုမခံနိုင်ပါဘူး နောက်ဆုံးတစ်ခုကတော့ဒီရေကဲပြီးအခခနေတဲ့လှပတဲ့အမျိုးသမီးလေးနဲ့အဆုံးသတ်ချင်ပါတယ်။အာကစားတော့ကခက်ခဲကြမ်းတမ်းပေမဲ့ကြက်ခိုင်တဲ့စိတ်ကက်လှပတဲ့အမျိုးသမီးလေးတို့ရဲ့စွမ်းရည်နဲ့အာကစားရဲ့အလားတရားကိုတပန်ပုံပေါ်ကြည့်လို့ရပါသေးတယ်ခင်ဗျာ။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာလေးရှိကြပါစေ။နောက်တဲ့ဗီဒီယိုတွေမှာရလဲဆုံးတွေ့ကြပါမယ်။